ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အားဖြင့်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်တမန်တော်ဝတ္ထုခန်းကြီး7အပိုင်ငယ်6ပေတရုသည်ဟေရုမင်းထုတ်ခါနီးညအချိန်တွင်တန်ကြိုးနှစ်ဆင်းနှင့်ခြိနှောင်ခြင်းကို ခံရလျက်စစ်သူရဲ့နှစ်ယောက်တို့အလယ်၌အိပ်ပျော်၍အဆောင်များတို့သည်ထောင်တကားရှေ့မှစောင့်နေကြ၏ကျော်ဒီနှုတ်ကပတ်တော်ကတော့ပေတရုကို ဟေရုမင်းကထောင်ထဲမှာ ဖန်ဆီးထားတဲ့အဖြစ်ပြက်ဖြစ်ပါတယ်ဟေရိုမင်းကယုံကြည်သူခရိယန်တွေကိုညှဉ်းဆဲပြီးတော့ယောဟန်ရဲ့အကိုဖြစ်တဲ့ယာကုပ်ကိုဓာတ်နဲ့ကွပ်မြတ်တယ်အဲ့ဒီလိုယောဟန်ရဲ့အကိုယာကုပ်ကိုဓာတ်နဲ့ကွပ်မြတ်တဲ့အခါမှာယူရလူတွေကကောင်းတယ်ပေပစီအဲ့ဒီခရိယန်တွေအားရဝမ်းမြောက်ခြင်းရှိတယ်ယူရလူတွေအားရဝမ်းမြောက်ပြီးတော့ယူရလူတွေအားပေးတော့မြင်တဲ့ခါမှာဟီရိုမင်းကအဇူမပွဲနဲ့ရောက်တဲ့ခါမှာတဖန် ပေဒရုကိုဖမ်းပြီးတော့ထောင်ထဲမှာထည့်ထားလိုက်တယ်။ဟီရိုမင်းကသူ့ကိုယူရလူမျိုးတွေထောက်ခံ အားပေးအောင်လို့သူကခရိယန်တွေကိုညှင်းဆဲပြီးတော့တတ်ဖြတ်ပြပါတယ်။ယာကုပ်ကိုတတ်ပြီးတာနဲ့သူက ပေဒရုကိုပါဖမ်းပြီးတော့ထောင်ထဲမှာထည့်ထားလိုက်တယ်။ပတ်သက်ခါပွဲလွန်တဲ့ချိန်မှာသူကလူများကိုထုတ်ပေးမယ်။ဒါကြောင့်မို့အဆောင်16ယောက်နဲ့ပေဒရုကို ထောင်ထဲမှာထည့်ထားတယ်။ ပေတရုထောင်ထဲမှာအကျဉ်းနေရစင်ပါတဲ့သင်းဝင်သူတွေယုံကြည်သူတွေကပေတရုဖို့ကြိုးစားပြီးတော့ဖျားသခင်ကိုဆုတောင်းတယ်။တို့ရတွင်ပေတရုကတော့ထောင်ထဲမှာအိပ်ပျော်နေတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ဟေရုံမင်းထုတ်ခံနီးလို့ပြောတဲ့အတွက်ကြောင့်မနက်ဖြန်ဆိုရင်ဟေရုံမင်းကထုတ်ပြီးတော့သူ့ကိုတတ်တော်မယ်။ဒါပေမဲ့ပေတရုကတန်ကြိုးနှစ်ဆင်းနဲ့ခြိနှောင်ခြင်းကိုခံရတယ်။ဘေးနားမှာလည်းစစ်သူရဲ့နှစ်ယောက်ရှိတယ်။အဲ့ဒီနှစ်ယောက်ရဲ့အလဲမှာသူကမပါလုံနေလဲဆိုရင်တော့အိပ်ပျော်နေတယ် ဒီနောက်ဘက်တော်ကြည့်တဲ့အခါမှာမနှက်ဖြံမှာအသက်ခံရမယ့်လူတစ်ယောက်ကမနှက်ဖြံမှာသူ့ကိုတတ်တော့မယ်။သေရတော့မယ်။ကိုသေရတော့မယ်ဆိုတော့ကိုသိတဲ့လူတစ်ယောက်ကဘလို့လို့အိတ်နိုင်ပါလေ။ဒါကလူအနေနဲ့ဆိုရင်ဘလို့မှမဖြစ်နိုင်ပါဘူး။ပေထရုကြီးကနှစ်နှစ်ချိုက်ချိုက်ကိုအိပ်ပျော်နေတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ထတော်ဖျားရဲ့ကောင်းကင်တမန်ကပေါ်လာပြီးတဲ့အခါမှာအဲ့ဒီထောင်မှာအလင်းထွန်းလင်းနေ။အားလုံးကိုအိပ်ပျော်နေစေပြီးတော့ပေထရုကိုပဲကောင်းကင်တမန်ကလှုံ့နှိုးတယ်။ ပေဒရုရဲ့နှစ်ဘေးကိုပုတ်ပြီးတော့တောင်လှုပ်နှိုးရတယ်လို့တမန်ကျမ်းစာမှာတွေ့ရပါတယ်။တောင်ကြည့်ခြင်းအဖြစ်ပေဒရုကဘလောက်ထိတောင်အိမ်မောချနေလဲဆိုရင်ကောင်းငွေတမန်ပေါ်လာပြီးတော့ထောင်မှာအလင်းထွန်းလဲတာတော့သူမနှိုးဘူး။တောင်တောင်အိပ်ပြောတဲ့သူတွေဆိုရင်မျက်စိကျိန်သွားရင်နှိုးမှာပဲ။ပေဒရုကိုကြည့်ရတာအင်မတန်မှနှစ်ချိုက်စွာအိပ်ပြောနေပုံရပါတယ်။ဒါကြောင့်မို့ကောင်းငွေတမန်ကနှစ်ဘေးကိုပုတ်ပြီးတော့လှုပ်နှိုးခဲ့ရတယ်ဆိုတဲ့အကြောင်းကိုတော့တမန်ကျမ်းစာမှာရေးထားပါတယ်။ ကောင်းကင်တမန်လှုပ်လို့တဲ့ခါမှာတဲ့ပေတရုလက်မှာခြိထားတဲ့တန်ကြိုးတွေကအလိုလျောက်ပြတ်သွားတယ်။ပေတရုကိုခြိထားတဲ့တန်ကြိုးတွေကအလိုလျောက်ကျွတ်သွားပြီးတဲ့ခါမှာကောင်းကင်တမန်ကမင်းရဲ့ခပန်းကိုစီးပါ၊ခြေနင်းကိုလည်းစီးပါလို့ပြောပြီးတဲ့ခါမှာပေတရုကိုဝိယုံချုပ်စီပြီးတော့အနောက်ကိုလိုက်စီတယ်။ကောင်းကင်တမန်ကခေါ်ဆောင်လာပြီးတော့ပေတရုကကောင်းကင်တမန်နောက်ကိုလိုက်လာတယ်။ထောင်တကားတွေကအလိုလိုပွင့်သွားပြီးတော့ပေတရုကလမ်းမကြီးပေါ်ကိုကျောက်သွားတယ်။တတိယတဲ့ချိန်မှာသူကထောင်ထဲကနေလွတ်သွားပြီ။ ဲ့ဒီအချိန်မှာသူ့ကိုဆူတောင်းပေးတဲ့သူတွေစီကိုသူသွားခဲ့တယ်ဆိုအကြောင်းကိုတမချန်းစာမှာတွေ့ရပါတယ်ကျွန်တော်ဒီနောက်ကဘတော်ကြည့်တဲ့အခါမှာတလောက်မနှက်ဖြန်သေရမယ့်လူတယောက်ကဘာလို့စိတ်ချမှုရှိနေတာလဲဘာလို့အိပ်ပျော်နေနိုင်ရတာလဲတလောက်ဒီနှစ်ချိုက်စွာအိပ်နိုင်ရတာလဲငြိမ်သက်ခြင်းရှိလို့ဖြစ်တယ်ပေတရုရဲ့အထဲထဲမှာဖျားပေါ်မှာလုံးဝစိတ်ချပြီးတော့ငြိမ်သက်နေတာဖြစ်တယ်ကျွန်တော်တို့ကအဲ့ဒီနေရာမှာဆိုရင်ဘုရားသခင်ကဲပါဆိုပြီးတော့အသေးအံဆူတောင်းနေမှာဖြစ်ပါလေ။ပေတုကလုံးဝဘုရားပေါ်မှာစိတ်ချတယ်။သူငြိမ်သက်နေတယ်။ ဘုရားသခင်တတ်နိုင်တယ်ဆိုတော့ကိုအပြည့်အဝယုံကြည်တဲ့အခါမှာနှစ်ချိုက်စွာမနှက်ပြန်သေရမယ့်လူကနှစ်ချိုက်စွာအိပ်ပျော်နေတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ဒါကြောင့်မို့ကျွန်တော်အသက်တာထဲမှာလည်းပေတရုကဲ့သို့ငြိမ်သက်ခြင်းရှိဖို့လိုအပ်ပါတယ်။အဲ့ဒီငြိမ်သက်ခြင်းကဘုရားသခင်စီရရတယ်ငြိမ်သက်ခြင်းဖြစ်ပါတယ်။လူတွေမပေးနိုင်ပါဘူး။မနှက်ပြန်သေရမယ့်အခြေအနေတစ်ခုမှာအိပ်ပျော်နေနိုင်မှုဆိုတာကဘလို့မှမဖြစ်နိုင်ဘူး။ဒါကဘုရားသခင်စီရရတယ်ငြိမ်သက်ခြင်းဖြစ်ပါတယ်။ဘုရားသခင်အားလုံးကိုမဆနိုင်နဲ့။ ဒါကြောင့်မို့ပေထရုကဲ့သို့မနက်ဖြန်မှရင်ဆိုင်ရမယ့်ကြီးမားတဲ့ကိစ္စကြီးရှိနေတာတောင်မှဖေရမယ့်ကိစ္စရှိတာတောင်မှပေထရုကအေးစိတ်ချလက်ချအိပ်ပျော်နိုင်တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်။ဒါကြောင့်မို့သင်လဲသေရှင်ဘလောက်ထိကြီးမားတဲ့ကိစ္စတွေရှိနေစေကမို့ဘုရားသခင်လက်ထက်မှာအံ့နံပြီးတော့ပေထရုကဲ့သို့ငြိမ်သက်စွာနဲ့ဖြတ်သန်းနိုင်တော်သူများဖြစ်ဖို့အင်မတန်ရည်ကြည်ပါတယ်။ကျွန်တော်ပေါလုနဲ့သီလအကြောင်းကိုကြည့်တဲ့အခါမှာလဲပေါလုနဲ့သီလကရိုက်နှက်ခြင်းခံရပြီးတော့ထောင်ထဲမှာအကျဉ်းချခြင်းခံရတယ် ်ပေတရုကတော့ထောင်ထဲမှာအိပ်ပျော်နေတယ်ပေါလုနဲ့သီလာကတော့ထောင်ထဲမှာဖျားသခင်ကိုပတ္ထနာပြုပြီးတော့ချီးမွမ်းခြင်းဆိုတဲ့ဆိုအကြောင်းကိုတွေ့ရပါတယ်တကယ်ဆိုရင်ပေါလုနဲ့သီလာတို့ရောက်တဲ့နေရာကအင်မတန်ကောင်းတဲ့နေရာမဟုတ်ပါဘူးအင်မတန်သာယာတဲ့နေရာမဟုတ်ပါဘူးထောင်ထဲမှာဖြစ်တယ်အချိန်ရလဲညအချိန်ဖြစ်တယ်တကောင်းရန်ချင်းသူတို့ကိုရိုက်နှက်ထားလို့ပိုးတွေထွက်ပြီးတော့တံရတွေကနာကျင်နေတဲ့အခြေအနေဖြစ်ပါတယ်။ဘလို့မှချီးမွမ်းစရာကောင်းတဲ့အခြေအနေမဟုတ်ဘူး။ ချီးမွမ်းဖို့ကောင်းတဲ့နေရာလည်းမဟုတ်ပါဘူး။ဒါပေမဲ့အဲ့ဒီအခြေအနေတွေနေရာတွေကသူတို့ကိုဘလို့မှမကန့်တတ်နိုင်ဘူး။သူတို့အထဲမှာလွတ်မြောက်နေတယ်။သူတို့အထဲမှာငြိမ်သက်ခြင်းရှိနေတယ်။ဒါကြောင့်မို့သူတို့ကဖယားသခင်ကိုချီးမွမ်းတယ်။အဲ့ဒီလိုချီးမွမ်းတာလေထောင်ထဲကနေလွတ်ဖို့ချီးမွမ်းတာမဟုတ်ပါဘူး။သူတို့ဆူတောင်းတာချီးမွမ်းတာကဖယားသခင်ကဲပါဒီထောင်ထဲကနေလွတ်စေပါဆိုပြီးတော့ချီးမွမ်းကိုးကွယ်နေတာမဟုတ်ပါဘူ သူတို့ကဖယားသခင်ကိုချီးမွမ်းခြင်းလို့နှလုံးသားထဲကနေဖြစ်ပေါ်လာလို့ချီးမွမ်းခြင်းဆိုဝါခြင်းဖြစ်ပါတယ်။အဲ့ဒီချီးမွမ်းခြင်းကြောင့်ပဲထောင်တကားတွေအလုံးပွင့်ထွက်သွားတယ်။ထောင်မူနဲ့သူ့ရဲ့မိသားစုကလည်းပြောင်းလဲသွားခဲ့တယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။အဲကြောင့်မို့ချက်တော်ညောင်စီတိုင်းကျွန်တော်ရဲ့ဘဝတတာထဲမှာထောင်ထဲမှာရောက်တဲ့ပေတရုကဲ့သို့ထောင်ထဲမှာရောက်သွားတဲ့ပေါလုနဲ့တိလာကဲ့သို့ငြိမ်သက်ခြင်းနဲ့နေ့ရက်တိုင်းကိုဖျက်ဆီးနိုင်ဖို့လိုအပ်ပါတယ်။ပေတရုကမနှက်ဖြံမှာအသက်ခံရတော့မှာနော် ဒါပေမဲ့ तू ကနှိမ့်ချိုက်စွာနဲ့အိပ်ပျော်နေတယ်။ဖခင်ပုံမှာလုံးဝစိတ်ချတာတယ်။ဖခင်သခင် तू ကိုတတ်ရင်လည်းအေးဆေးပဲ။ဖခင်သခင်အခွင့်ရှိလို့ तू ကိုတတ်လိုက်ရင်လည်းဘာမှမပူစရာမလို့ကောင်းဝင်နိုင်ငံသွားရမှာဖြစ်တယ်။ဖခင်သခင်က तू ကိုအခွင့်ရှိလို့ဒီလောကကြီးထဲမှာအသက်ရှင်ခွင့်ပေးမှာဆိုလေ။ဟာဖခင်အလိုတော်ပဲ။အားလုံးဖခင်လက်ထဲမှာအံ့နံပြီးတော့စိတ်ချစွာနဲ့ तू ကအသက်ရှင်နိုင်တယ်။ပေါလုနဲ့သီလာတို့ကလည်းရောက်နေတာထောင်ထဲမှာဖြစ်တော်ညာလေ။တန်ကြိုးတွေထိတ်တုံးတွေခတ်ထားတော်ညာလေ။သူတို့ကအထဲမှာလွတ်မြောက်နေတယ်။ ဘာကြောင့်လဲဆိုရင်တော့အဲ့ဒီထောင်ထဲရောက်ချင်းတန်ကြိုးတွေခြိထားခြင်းဒီခက်ခဲမှုတွေနာကျင်မှုတွေကသူတို့ကိုဘလုံးမငြိမ်သက်ခြင်းကင်းမဲ့သွားအောင်မလုပ်နိုင်ဘူး။ဒါကြောင့်မို့သူတို့ကငြိမ်သက်နေတယ်။ဖယားသခင်ကိုမျှော်လင့်နေတယ်။ဖယားသခင်ကိုချီးမွမ်းနေတယ်။သူတို့ရဲ့ဘဝအတ္တဓာတ်ထဲမှာဘယ်အရာကမှသူတို့ကိုယိုင်နေသွားအောင်လုပ်လို့မရဘူး။ဒါကြောင့်မို့ချစ်သောယောက်စီတိုင်းပေတရုနဲ့ပေါလုနဲ့တိလာတို့ကဲ့သို့ကျွန်တော်ဘဝအတ္တဓာတ်ထဲမှာငြိမ်သက်စွာနဲ့နေ့ရက်တိုင်းကိုအသက်ရှင်ဖို့ဖယားကအလိုရှိတာဖြစ်ပါတယ်။အဲ့ဒီငြိမ်သက်ခြင်းက လူတွေစီမှာမရှိပါဘူးအခြေအနေပေါ်မှာမုံမှုတိပါဘူးမနှက်ပြန်မှာအသက်ခံရမယ့်လူတယောက်ကထောင်ထဲမှာအိတ်နေရမှုဆိုတာဘလို့မှမဖြစ်နိုင်ဘူးအင်မတန်မှနာကျင်စွာရိုက်နှက်ခံရပြီးတော့အင်မတန်မှဆိုးွားတဲ့ထောင်ထဲမှာရောက်နေပေမဲ့လည်းချီးမွမ်းမှုဆိုတာကလူအနေနဲ့မဖြစ်နိုင်ပါဘူးဒါကဖျားသခင်စီရရတဲ့ညိတ်သက်ချင်းခွန်အားကြောင့်ဖြစ်ပါတယ်ဒါကြောင့်မို့အပေမှုကိုများစိုးရင်ချင်းမရှိဘဲနဲ့အရာရာ၌ခြေစတော်ကိုချီးမွမ်းပြီးတော့သင်ကဖြတ်သန်းမယ်ဆိုရင်တော့ဖရာသခင်နမိတ်လက္ခဏာ ကြီးစွာသောကယ်တင်ခြင်းကိုမြင်တွေ့ခံစားရမယ်။ဒါကြောင့်မို့နေ့ရက်ရှင်တိုင်းမှာဖျားပေးတဲ့ညိမ့်သက်ခြင်းနဲ့အရာအားလုံးကိုဖျားလက်ထဲမှာအံ့နံပြီးတော့ဖြတ်တန်းနိုင်သောယုံကြည်သူများဖြစ်စေဖို့ဝင်းကားပါတယ်။အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။